တရုတ်အစိုးရရဲ့ဂျာဝစ်စီစဉ်မှုနဲ့စီကောက်စီနဲ့ဩဂတ်စ်လကုန်မှာထပ်မံတွေးဆဖို့ရှိတယ်လို့တန်အမျိုးသားလူမျိုးရေးတက်မတော် PSLF TNL တာဝန်ရှိသူကပြောပါတယ်။ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်။ဩဂတ်လကုန်ထပ်မံတွေးဆချိန်မှာတော့လက်ရှိပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေပြည်လဲစေဖို့အဓိကတောင်းဆိုသွားမယ်လို့ PSLF TNL တာဝန်ရှိသူကပြောပါတယ်။အာကျွန်တော်တို့ဒီ ဒီဆောင်ရွက်နေတဲ့ဒီတွေ့ဆုံဆွေးနွေးရေးကလည်းအတိအကျတော့ဒီပီတူလူထုတွေရဲ့စာမှုတွေနေနေဒီအာပီတူလူထုရဲ့အစတဲ့ကိုဆောင်ရွက်နေမှုဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကုန်းတွေရေကိတ်ကိုတရုတ်နိုင်ငံကပိတ်ထားခဲ့တာခုဆိုရင်တနစ်ကြုံရှိနေပြီဖြစ်ပါတယ်။ဒီလိုမျိုးနယ်စပ်ဂိတ်တွေကိုပိတ်ဆို့ထားတာကြောင့်ဒေသခံပြည်သူတွေရဲ့စာဝတ်နေရေးနဲ့စီးပွားရေးအခြေအနေကပုံမကျတဲ့ခက်ခဲလာနေလို့ဒီကိစ္စတွေပြည်လည်လာစေဖို့ဦးစားပေးတောင်းဆိုသွားမယ်လို့လူရည်ယူကဆက်ပြောပါရစေ။ အစလကိရမတကယ်လို့တွေ့ဆုံတယ်တွေ့ဆုံမှုဖြစ်လာတယ်ဆိုတဲ့အချက်ကိုပဲအခြေခံပြီးတော့မှဆောင်ရွက်တာဖြစ်ပါတယ်ဒီကတော့လူစုတွေရခက်ခဲအကျဲတဲ့လူကြီးဆန်ကျော်ရမှန်ကိုပဲဖြစ်ပါတယ်ဧပြီလမှာဆိုပါကတရုတ်နိုင်ငံကူမင်းမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာတော့လေကြောင်းနဲ့ drone တုံးပုံကျဲမှုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာစတဲ့ထိုးစစ်စင်တာတွေမလို့ပဲရောက်တဲ့နေရာမှာပစ်ခတ်တိုက်ခိုက်မှုတွေအလုံးရထားဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ TNL ဘက်ကတောင်းဆိုခဲ့ပါတယ်။စစ်ကောင်စီဘက်ကတော့ TNL ကတိုက်ပိုက်ထားတဲ့နောက်ချူကြောက်မဲတီပေါ်မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။